မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အောက်ဂတ်စ်လ2ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ကြောင်မဲမြို့ကိုတက်မတော်မှာပြန်လည်ထိန်းချုပ်ပြီးနောက်နိုင်ငံတော်အုပ်ချုပ်မှုရန်နေရများပြန်လည်စတင်ရန်ဌာနဆိုင်ရာများဝင်ရောက်ပြီးဆိုတဲ့သတင်းဖြစ်ပါတယ်ကြောင်မဲမြို့ကတက်မတော်မှာပြန်လည်ထိန်းချုပ်ပြီးနောက် ။တမတော်စစ်ကြောင်းများကြောင်းမဲသူဝင်ရောက်လာတဲ့အခါမှာအချမ်းဖက်တောင်းချမ်းသူများလောက်မှလက်မြောက်သွားခဲ့တဲ့ကြောင်းမဲမျိုးနေပြည်သူများဟာအောင်ပွဲနဲ့တူဝင်ရောက်လာတဲ့မြမတမတော်သားများဟာအောင်တပြေပန်းများကံလန်ပြီးဝမ်းပန်းတသာကျူးကျူးကြကြပါလိမ့်မယ်။ ။တစ်ဆက်တည်းမှာပဲကြောင်မဲမြို့နေပြည်သူများရဲ့ဇမားကြီးလုံုံကြီးပညာရေးအဆရှိတဲ့ဝဲချက်များကိုချက်ချင်း အကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်ရန်အတွက်မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဘီသက်တပ်ဖွဲ့ထရီအုပ်ချုပ်ရေးဦးစီးဌာနလာဘကဇမားကြီးအဆရှိတဲ့နိုင်ငံဝန်ထမ်းများဟာလည်းဝင်ရောက်လာကြပြီဖြစ်ပါလိမ့်မယ်။ မဲမြို့မှာအောင်ကျန်းသူဖြစ်သမားများကင်းရှင်းသွားပြီးပြည်သူများဟာမိမိတို့ဘဝများကိုအေးချမ်းသာစွာပြန်လည်စတင်နိုင်တော့မှာဖြစ်တယ်လို့အားလုံးဝမ်းမြောက်နေကြပြီးအောင်ကျန်းသူများလက်အောက်မှာကဲတင်ပေးခဲ့တဲ့ဒီမှာတက်မတော်သားများကိုလည်းကျေးဇူးတင်ပြုချင်တယ်လို့ကြောင်းမဲဒေသခံတွေကပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ဘူဘန်က နိုင်ငံသားဝင်ဈေးကွက်အတွက်73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25သန်းရောင်းချပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပိုပန်ကနိုင်ငံသားဝင်ဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25သန်းရောင်းချပေးမှာဖြစ်ကြောင်းအောက်တိုဘာလ2ရက်နေ့မှာထုတ်ပြန်ပါတယ်။စက်တင်ဘာက3ရက်ကလည်းပိုပန်ကနိုင်ငံသားဝင်ဈေးကွက်အတွက်73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်း30ရောင်းချပေးမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံတော်ပိုပန်က 73စီလုပ်ငန်းရှင်များအတွက်ဩဂလ9ရက်နေ့မှာဒေါ်လာတန်း30ဩဂလ73ရက်နေ့မှာ32တန်းဩဂလ20ရက်နေ့မှာ32တန်းဩဂလ26ရက်နေ့မှာ32တန်းဖြင့်ဩဂလတွင်ဒေါ်လာတန်းပေါင်း126တန်းထုတ်ပေးခဲ့ပါတယ်မြန်မာနိုင်ငံတော်ဘူပန်က73စီလုပ်ငန်းရှင်များအတွက်ဇူလိုင်လ1ရက်နေ့မှာဒေါ်လာ33တန်းဇူလိုင်လ10ရက်နေ့မှာဒေါ်လာတန်း30ဇူလိုင်လ15ရက်နေ့မှာဒေါ်လာ33တန်း ဇူလိုင်လ22ရက်နေ့မှာဒေါ်လာ28တန်းဇူလိုင်လ28ရက်နေ့မှာဒေါ်လာတန်း30ဖြင့်ဇူလိုင်လအတွင်းမှာလည်းဒေါ်လာတန်း153တန်းထုတ်ပြီးရောင်းချပေးခဲ့တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မဟာတက်ကြမရဇိန်ကျောက်တော်ကြီးမြက်စွာဖျားပွဲစီကားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးမြို့အောင်မြေသာဇံမြို့နယ်ဥပုပ်တော်ရက်ကတ်တင်မန္တလေးတောင်ကြီးနီးမဟာတက်ကြမရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရားပွဲကိုလာရောက်ပြုမြော်သူများနဲ့ပွဲစည်းတန်းလျှောက်သူများဖြင့်စီကားလျက်ရှိကြောင်းသိရပါတယ်။ဘုရားပွဲတော်ကိုနှစ်စဉ်သတင်းကျွလာသန်းရှိရနေမှသတင်းကျွလာပြည့်ကျော်၃ရက်ထိကျင်းပလျက်ရှိကြောင်းမန္တလေးလေးပြင်းရမဈေးတယ်များနဲ့ဘုရားပုပြည်သူများဟာပွဲတော်မဆမီ ကပင်ရောက်ရှိနေကြကြောင်းမန္တလေးမြို့ပေါ်ရှိဘုရားများအလုံးမှာအကြဆုံးဘုရားပွဲဖြစ်ပြီးပွဲတော်မဆခင်ကလည်းပုံမစီကားကြောင်းသိရပါတယ်။ကျောက်တော်ကြီးဘုရားပွဲတော်ကိုအမိပြုကား လာရောက်ရောင်းချကြတဲ့စစ်နပွဲ၄၀များဟာအများအပြားလာရောက်ရောင်းချကြပြီးလာရောက်သူများဟာမော်တော်ယာဉ်များစိုက်ကယ်များကိုအနှံ့နဲ့နေရာမှာအနှံ့ကကြောက်တော်ကြီးပြားကိုတွားရောက်ဖူးမြော်ခြင်းစစ်နပွဲဈေးတန်းမှာအစားအသောက်များဝယ်ယူခြင်းနဲ့ပစ္စည်းများဝယ်ယူခြင်းဂိမ်းကစားခြင်းရဟတ်စီးခြင်းနဲ့တခြားဆော့ကစားစရာများဖြင့်စီကားနေတယ်လို့လည်းသိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့အင်းလေးကန်တွင်ရင်းနှီးမြှုပ်ခဲ့တဲ့ဟင်းသာတိုင်းကို ပြန်လည်ဆက်ယူပြီးစီးပြီးဆိုတဲ့သတင်းဖြစ်ပါတယ်။ရင်းနှီးမြှုပ်မှုဖြစ်ပွားခဲ့တဲ့ဟင်္သာတိုင်းကိုစက်တင်ဘာလ30ရက်နေ့မှာပြန်လည်ဆက်ယူပြီးစီးပြီးဖြစ်ကြောင်းသိရပါတယ်။ဟင်္သာတိုင်းဟာစက်တင်ဘာလ29ရက်နေ့မှာနှင်းမြှုပ်သွားခဲ့တာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။အဆိုပါဟင်္သာတိုင်းဟာရခိုင်ဖောင်တော်မှုမြတ်စွာဘုရားရောင်းနှင်းမြှုပ်ခဲ့သောနေရာကိုအမတ်တညာပြုပြီးတိဆောက်ထားတဲ့နေရာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းဒီပုဒ်ကတော့အောက်ပြင်းမြို့နယ်နေ့ ဟိုပြုတ်ပြီး resource ကို၄.၉အဆင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဟောင်းမြင်းမျိုးနီကိုဘိုးပြုတ်ပြီး resource ၄.၉အဆင့်ရှိတဲ့အင်အားနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုဟာစတေမာလ30ရက်နေ့နနက်ပိုင်းမှာလှုပ်ခတ်ခဲ့ကြောင်းဘိုးလူဝက်သားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ကြောင်းသိရပါတယ်။ထုတ်ပြန်ချက်အရစတေမာလ30ရက်နေ့နနက်9:10မိနစ်မှာတမူးမြင်းကလင်းစခန်းမှာအရှိတောင်ဘက်52မိုင်ခန့်အကွာမြန်မာပြည်တွင်ဟောင်းပြင်းမြို့ရဲ့အရှိတောင်ဘက် 14မှန်ကန်ကွာညနေတီတို့24.31ဒီဂရီ8000လောင်ကြီးကျ94.95ဒီဂရီအနက်69ကီလိုမီတာကိုဘိုးပြပြီး air resource ကေ4.6အဆင့်ရှိတဲ့အင်အားနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားခဲ့တယ်လို့မိုးလေဝသကထုတ်ပြန်ပါတယ်နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ဓာတ်ပုံပညာရှင်ဒေါက်တာဦးမြင့်သိန်းဖေကွယ်လွန်နေဆိုတဲ့သတင်းဖြစ်ပါတယ်ဓာတ်ပုံပညာရှင်တဦးလည်းဖြစ်ရုပ်ရှင်စီယုံရဲ့ဥက္ကရာဟောင်းလည်းဖြစ်သူဒေါက်တာဆရာကြီးဦးမြင့်သိန်းဖေဟာယနေ့အော်တိုဘားလ2ရက်နက်နက်မှာကွယ်လွန်သွားတယ်လို့သိရပါတယ်ကွယ်လွန်ချိန်မှာအသက်84နှစ်ရှိပြီဖြစ်ပြီးဆရာကြီးဦးမြင့်သိန်းဖေဟာရုပ်ရှင်စီယုံဥက္ကရာဖြစ်2000 2012ခုနှစ်တည်းတာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်ဟုတ်ပြီမြန်မာနိုင်ငံဓာတ်ပုံသင်တင်နန်းနီးပြဆရာဖြစ်တင်ကြားပေးခဲ့သလို အသင်းရဲ့ဂုံလူဆောင် တူဦးလည်းဖြစ်ပါတယ်။သူကွယ်လွန်ခြင်းအတွက်ဝန်ထမ်းတောင်းကိုမြမရုပ်ရှင်စီယုံနဲ့မြမနိုင်ငံဓာတ်ပုံအသင်းကထုတ်ပြန်ရေးသားထားတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တာကတော့မြမနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရည်စီဝါရေးလူမျိုးရေးသတင်းတွေတဲကထူးခြားတဲ့သတင်းချို့ကိုအောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြစမ်းမှရှင်းလန်းကြပါသည်ခင်ဗျာ